ဒီနေ့မှာတော့ပိုးသက်ဆေးရည်နဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတာရစရာလေးတွေကိုပြောပြပြမှာမယ်။ကျွန်တော်ဆေးပညာမှာပိုးသက်ဆေးဆိုတာခဏခဏကိုသုံးတယ်။ကျွန်တော်တို့ GB ဘောရမှာလည်းနှာစည်းရဲ၊ချောင်းဆိုးရဲ၊လေချောင်းနာရဲ၊နားထောင်ကျက်တဲ့ချွဲအတန်တွေကြားနေရတဲ့အဆုတ်ရောင်တွေလို့ယူဆရင်ကျွန်တော်ပိုးသက်ဆေးအုပ်လိုက်တော့ပါမယ်။အချို့ကျော်လည်းအစာရင်နားရဲ၊အစာရင်ပိုးတွေ့သွားတယ်၊အစာရင်ပိုးသက်ဆေးနှစ်ပတ်တော့ရတယ်။ပြောရရင်ပိုးသက်ဆေးဆိုတာကဆေးရုံတွေခဏခဏကိုညွှန်ကြရအရာတချို့ကျော်လည်းခဏကုန်မှအနာရဖြစ်တယ်ပိုးသက်ဆေးတောက်ရတယ် ဲ့လိုမျိုးကျွန်တော်ဆရာဝန်တွေကိုယ်တိုင်ပေးတယ်နီးမှန်လမ်းမှန်ရက်ပြည့်အောင်တောက်လို့ရှိရင်တိတ်ပြီးပြဿနာမရှိဘူးတချို့လူနာကြီးကြတော့လေအဲ့လိုမဟုတ်ဘူးစေယုံစေကန်နဲ့သူကမသွားချင်တော့ဘာဖြစ်လဲဆိုတော့အဲဆေးဆိုင်ကိုသွားပြီးမှဆက်ဆေးလေးကြီးဆက်ခိုင်းပြီးတော့မှဝဲတော့တယ်ဥဒဆေးရခုနောက်ပိုင်းမှာကျွန်တော်တို့ဆရာဝန်လက်မှတ်ပါမှပဲရောင်းပေးရယ်ဒါပေမဲ့တချို့ဆိုင်တွေမှာကြတော့လေဒီလူနာနေမကောင်းဖြစ်ဥဒဆေးအမောဆန်နေတဲ့တရားစာလေးထည့်ပေးတဲ့စေးဆိုင်နေလေအများကြီးပဲပေါ့လေ ပြဿနာအဲ့မှာစဖြစ်တာကျွန်တော်တို့ရေစီးပိုးဝင်နေဆိုရင်ပိုးသက်စေးအနည်းဆုံး3ရက်တော့ပါတယ်ချောင်းဆိုးရဲ့တလေးထွက်တယ်ဆိုရင်အစည်းတို့ဆိုရင်3ရက်အမောစလင်တခြားစေးဆိုရင်3ရက်ကနေ5ရက်ပိုးသက်စေးကကိုစပီယံကိုတောက်လာရရတယ်တည့်ရက်ထက်တော့ပါရေပိုးသက်စေးဆိုတာစီးပညာမှာရှိရောရှိရရှားရပေါ့လေကျွန်တော်ဒီနေရာမှာ highlight လုပ်ပြီးမပြောတော့ဘူးအဲ့ဒီစာရေဒီမှာပေးနေတဲ့ hack care knowledge ကမလို့ဖဲနဲ့ပိုးသက်စေး ပေးလို့ရှိရင်ဘာဖြစ်တတ်တယ်ဆိုတာ ਨੇ ပတ်သက်ပြီးပြောချင်တာခုဒီမှာတင်ထားတဲ့ပုံလေးကိုကြည့်ပေးပါဒီမှာဆိုဘာဖြစ်လဲဆိုတော့နိုင်ငံခြားလူနာပေါ့လေဒါကျွန်တော် line ပေါ်မှာမနေ့ကတွေ့ရလို့ဒါလေးကို save ပြီးမှဒီမှာပြောမယ်ဆိုပြီးတော့ကျွန်တော် season ထားတာပါဒီမှာဆိုရင်အနာကနေမှပြီပြီပေါ့လေပြီရနေမှအကောင်မွေးတဲ့အချိန်မှာသူအကောင်ပေါက်တယ်ဒီ pseudo mo နဲ့ဆိုတဲ့အကောင်ပေါက်တယ်ဒီအကောင်ကလည်းတော်တော်ကြောက်ဖို့ကောင်းတဲ့အချိန်မှာပါတယ်ပြီးတော့ကျွန်တော်တို့ကြီးကာချာမွေးရဲဆိုတာကဒီပုသက်စေးနဲ့စမ်းထားတာ ဘယ်ပုဒ်သက်ဆေးရများဒီအကောင်ကိုနိုင်မလဲဆိုပြီးစမ်းထားတဲ့အချိန်မှာပုဒ်သက်ဆေးတွေအကုန်လုံးကိုသူက resistant ဖြစ်နေတာဘာပြောချင်တာလဲဆိုတော့တချို့ဆေးတွေဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာမရှိဘူးနိုင်ငံခြားမှာပဲရှိရဆေးတွေမှာအများကြီးပါတယ်ဒီထဲမှာအဲ့ဆေးတွေအကုန်လုံးကိုပိုးကအကုန်နိုင်မိတာပဲကြောင်းမြန်တော့ပိုးသက်ဆေးကနိုင်တာမဟုတ်ပိုးကနိုင်တာဘာပြောချင်တာလဲဆိုတော့ပိုးသက်ဆေးဘယ်အမျိုးအစားပဲအုပ်အုပ်ဒီပိုးကိုသိအောင်မတတ်နိုင်ဘူးဆိုတော့ပြရတာအဲ့ဒီတော့ဒုက္ခရောက်ပါလေလူနာကဒီယောဂါအပြောက်မှာမဟုတ်တော့ဒီပိုးကြီးကခန္ဓာကိုယ်ကမှရှိနေရော ိုးသက်စီဘဲကောင်အုပ်အုပ်သူမနိုင်တော့ဘူးဒီပိုးကိုနိုင်တဲ့ပိုးသက်စီဒီကဘာပေါ်မှာမရှိသေးဘူးဆိုတာပြချင်တာဒုက္ခရောက်ပြီးတချို့ဒီဆူလိုမိုးနဲ့ဆိုရင်မကူပဲပြစ်ထားလို့ရှိရင်သေပါသေးတတ်တယ်အရှင်ကျော်လူနာကသေဖို့အချိန်ကိုထိုင်ဆောင်နေရတယ်တူတူပဲခုပြောနေတဲ့ယူရချက်ကကျွန်တော်တို့ပိုးသက်စီတွေကိုနီးမှန်လမ်းမှန်တကယ်အချိန်မှအုံနိုင်မှကိုဒီလိုမျိုးစေးရင်ပါပြဿနာကြီးမဖြစ်ပါကျွန်တော်စိတ်ကမ်းမှာလေချောင်းနာတယ်ချောင်းဆိုးတယ်အာသီကိုဖျက်ကြည့် အာဒီမှာပြည်တယ်နာလိုမျိုးပုံစံဖြစ်တယ်ဆိုကျွန်တော်ပိုးသက်စေအုပ်ပါတယ် reason ကိုရှိမိသားပြည်တယ်နာဖြစ်လို့ပိုးသက်စေပေးရတယ်ခန္ဓာကိုယ်မှာအနာတွေဖြစ်တယ်ပြည်တယ်နာတွေဖြစ်တယ်ပိုးသက်စေအုပ်တယ်မှန်တယ်လေပြည်တယ်နာဖြစ်မှာတော့ပိုးသက်စေမအုပ်ရင်ဘယ်လိုလုပ်ပြောင်းမှာတော့ကျွန်တော်ဝမ်းပြက်ဝမ်းလျှော့ဖြစ်တာရက်ကြလာပြီးအစိမ်းရောင်တွေသွားတယ်ပိုးသက်စေအုပ်ရမှာပဲမှန်တယ်လေအဲ့လိုမှမဟုတ်ဘူးနှာစီးရဲ့အချောင်းဆိုးရဆိုပြီးတော့မနှက်ပိုင်းလေးတွေဖြစ်တာ ਨੇ ပိုးသက်စေအုပ်လိုက်ရင်ဘာဖြစ်တတ်တယ်လဲဆိုရင် ဒီလိုမျိုးကြီးဖြစ်တတ်တာပဲခုနပြောခဲ့သလိုမျိုးစေးရင်ပါကြီးဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်တို့ကပိုးသက်စေးပေးရဲ့နေရာမှာ dose ကမှန်ရတယ် dose တချို့ကျော်လဲစေးဆိုင်တွေကမသိဘူး250 mg မစုတ်မပိုလေးရောင်းပေးလိုက်တယ်ဆိုရင်လူကြီး dose တွေကကျွန်တော်900 mg နဲ့များရပေါ့လေအမအမဆန်နေဆိုရင်လူကြီးကိုဆိုရင်900 mg တရက်ကို3ချိန်တောက်ပါတယ်အဲ့လိုဟာကိုစေးဆိုင်ရမသိဘူး250 mg ရောင်းပေးတိုင်းသူကခန္ဓာကိုယ်ရဲ့ကိုမဆုံးမပိုလေးရောင်းတယ် အဲ့ဒီကြောင့်ဘာဖြစ်လဲဆိုတော့အဲ့ပိုးတွေကဟာငါ့ကိုဒီကောင်းနေလက်နဲ့အပြည့်စုံနေတယ်လာမတိုက်ဘူးမဆုံမပိုးတွေနဲ့လာတိုက်နေရဆိုတော့ပိုးတွေကဒီဆေးကိုနိုင်သွားတာအဲ့ချိန်မှာ amoxicillin resistance ဆိုတာသွားပြီးမှဖြစ်တယ်တဲ့ပြောချင်တာ dose ကလည်းမှန်အောင်ပေးရတယ်ကျွန်တော်တို့နောက်တစ်ခုက duration ကျွန်တော်တို့3ရက်ဆိုလဲ3ရက်5ရက်ဆိုလဲ5ရက်အပြက်ကိုတောင်းမှဆေးရင်ပါမဖြစ်ပါတချို့ကျော်လဲပိုးသက်ဆေးတွေဟာနေရမကောင်းနှုံးသွားပြီးညောင်းသွားပြီး ပြိုးချင်အန်ဂျင်နာတွေဖြစ်တယ်ဆိုပြီးပိုးသက်စေကိုယ်သွမ်းနဲ့ကိုဖြုတ်ပစ်လိုက်ရင်လေဒီပိုးဒီ resistant ဖြစ်သွားနိုင်တယ်နံပါတ်၄ချက်ကကျူးရှင်းရအရေးကြီးနောက်တစ်ခုကဒီပိုးသက်စေပြရရင် reason ကအရေးကြီးဆုံးပဲဒီ reason ဆိုတာလဲကျွန်တော်တို့ဆရာဝန်တွေမှာပဲ knowledge ရှိရအပြင်မှာဝယ်တောက်တဲ့စေးဆိုင်တွေကဘာကြောင့်မို့ပိုးသက်စေဘယ်ချိန်မှအုံမလဲဆိုတာကိုသိစရာအကြောင်းကိုမရှိဘူးဒါကြောင့်မို့ကျွန်တော်ကတစ်ခုခုဖြစ်ရင်စေးဆိုင်ကိုစေးသွားဝယ်တာမှန်တယ်ဝယ်လို့ရတယ် ဒါပေမဲ့ပိုးသက်စေနေရောကိုယ်သဘောနဲ့ကိုယ်တောက်ကိုမတောက်စေချင်တဲ့ရှိရွက်ချက်ကအဲ့အကြောင်းမို့ပဲတဲသူ dose ကိုသိရပဲထားနှင်း duration ဆိုတဲ့ဘယ်နဲ့ရက်တောက်အောင်လဲဆိုတာသိရပဲထားနံပါတ်3 reason သိဖို့ဆိုတာကဆင်းရောင်ကိုဖြစ်မှာကိုရတာတော်တော်ခက်တယ်အဲ့ဒါလေကျွန်တော်တို့ရေတချို့ကျော်လည်းဒီစေးကူးရဲ့အတွေ့အကြုံမရှိဘူးဆိုရင်ဒီ reason မသိရင်လည်းနည်းနည်းလေးပြဿနာတော့တက်တယ်ဆိုတာအဲ့အကြောင်းမို့ပဲ ီ၃ချက်လုံးတိမာကိုကျွန်တော်ကပိုးသက်ဆေးကိုနီးမှန်လမ်းမှန်နဲ့ကိုပေးနိုင်မှာနောက်တစ်ခုနံပါတ်၄လက်ရှိသေးရပေါ့လေအဲ့ဒါဘာလဲဆိုတော့ဒီပိုးသက်ဆေးကဒီပိုးကိုတကယ်ရောနိုင်ရဲ့လားဆိုတော့လည်းရှိသေးရဲ့တချို့ပိုးတွေကြတော့လေကျွန်တော်အမောစနေမတိုးပဲနဲ့ Libo Frost တွေ Doxy Cycling ဆိုတဲ့တခြားပိုးသက်ဆေးတွေပြောင်းပြီးသုံးမှာနိုင်တဲ့အခြေအနေတွေရှိတယ်အဓိကဒီ၄ချက်ပေါ့ဗျာနီးမှန်လမ်းမှန်အချိန်မှန်ဘယ်နှလုံးတောင်းအောင်လဲဆိုတော့အကုန်မှန်မှောက်ပိုးတွေကတိမ်ပါ ။ဒါကြောင့်မို့စေယုံစေကန်းတွေမှာဘုဒ္ဓဆေးပေးလို့ရှင်လည်းရက်မှန်အောင်တောက်ပါ။နေမကောင်းဖြစ်လို့စေးဆိုင်တွေကနေစေးတောက်မယ်ဆိုရင်လည်းကျွန်တော်အမြဲတမ်းပြောခဲ့သလိုမျိုးပဲ။ဘုဒ္ဓဆေးတွေကိုတော့မထီနဲ့။ခေါင်းကိုက်ရင်ခေါင်းကိုက်ပျောက်ဆေးပါရာစီတမောတွေဖလူဆာတွေတိုက်တာတောက်လို့ရတယ်။နှာစီးဆိုရင်လည်းနာစီပျောက်စေးတွေဝယ်တောက်လို့ရတယ်ဒါပေမဲ့ပိုးသက်စေးအုပ်စုကိုကျွန်တော်တို့ဆရာဝန်တွေညှို့မှပဲတောက်ပါလို့ဒီနေ့မှ ပြောချင်ပါတယ်